မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်အတွင်းမှာရှိတဲ့ပြည်သူ့နေအိမ်900ကျော်နဲ့ခုံကြီးချောင်းကိုယူကျော်ဦးဆိုကစစ်တပ်နဲ့စီပင်ဟာအတင်းကျပ်ဖြစ်စည်းသွားကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်။ယမနေ့အောက်တိုဘာလ30ရက်နေ့မှာစစ်တပ်နဲ့စီပင်ဟာငွေတော်ကြီးကုန်းရပ်ကွက်အတွင်းကိုအင်အားသုံးဝင်ရောက်ဖြစ်စည်းခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလ27ရက်နေ့ကလေးကစစ်တပ်နဲ့စီပင်ဟာလော့စပီကာနဲ့နေအိမ်မျိုးဖြစ်စည်းမယ်လို့အော်ဟစ်ခဲ့ပါတယ်။စစ်တပ်ရဲ့အတင်းကျပ်ဖြစ်စည်းမှုကြောင့်နေအိမ်များစွာအပြင်ခုံကြီးချောင်းကိုအပြတ်ခံရတယ်လို့သိရပါတယ်။ ဒေသခံပြည်သူတို့ပြောဆိုတာကတော့ဖျက်ခံရတဲ့အိမ်တွေကတော့900ထက်မှရှိတယ်အတော်များတယ်ဘုန်းကြီးเจ้าမှာဖျက်ခံရတာလူကြီးထောင်ချီပြီးတော့အိုးမဲအိမ်မဲပြစ်ကုန်တယ်လို့ပြောဆိုပါတယ်အဆိုပါရက်ကွက်ကိုစစ်တပ်နဲ့စီပင်ကကျူးကျော်မယ်လို့တကယ်ချင်းချောက်ခဲ့ရတာကနေနောက်ဆုံးမှအင်အားသုံးဖြည့်ဆည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဇင်ဘာလ28ရက်ဇန်နဝါရီလ10ရက်နေ့အော်တိုဝါလာတရက်တို့မှာစာပို့ချင်းရောက်ခဲ့ပြီးအော်တိုဝါလာ30ရက်နေ့မှာတော့မီကော်ဆက်ဘူလိုဇာတွေနဲ့လာရောက်ဖြည့်ဆည်းသွားတာလို့သိရှိရပါတယ်ဒေသခံပြည်သူတို့ပြောဆိုတာကတော့ကိုယ်ရင်ကိုယ်မဖြည့်ရင်ဘူလိုဇာနဲ့သူတို့လာကောင်းမယ်ဆိုပြီးဖြည့်ဆည်းသွားတာပါစစ်တပ်ရဲ့မွေရောကြီးက ကုန်းအုပ်ကြီးရဲ့ရက်ကွက်ထဲကဇိုးတွေရဲ့ပေါင်းပြီးလုံးနေတာလို့ရန်ကုန်ခေတ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အဆိုပါရက်ကွက်မှာပြည်သူတွေဟာဘိုးဘွားဆင်ဆက်နေထိုင်လာခြင်းဖြစ်ပြီးခုခါရက်ကွက်ကရေမီပြည်စုံနဲ့စီကားလာတာကြောင့်လုပ်ငန်းရှင်များကစစ်တပ်ရာရှိများစီးပင်းရာရှိများရက်ကွက်အုပ်ချုပ်ရေးမှုရက်ကွက်ပြည်စော်တီများနဲ့ပူးပေါင်းကမတရားသိမ်းယူနေခြင်းဖြစ်တယ်လို့သိရပါတယ်။နေအိမ်တွေဖျက်ဆီးဖို့အတွက်ငွေတော်ကြီးကုန်းရက်ကွက်အုပ်ချုပ်ရေးမှုကတိုင်းတစ်ထောင်ကျပ်အကွက်အမှတ်96အုပ်ချုပ်ရေးမှုစံမတူက3500ကျပ်ရရှိထားပြီးပြည်ကြီးတော်မျိုးနဲ့စစ်တပ်လက်အောက်ခံလူစုပေါင်းဆောင်ဆန်ရှားနဲ့တူလက်အောက်ခံနှကမ်းမွေတန့်စင်အောင်ကို းသောငမျိုးတို့လည်းခွဲတန်းရယူထားကြောင်းသိရပါတယ်။အော်တိုဘားလ17ရက်နေ့ကလည်းမန္တလေးမြို့ချမ်းရည်သာသံမြို့နယ်တွင်မှရှိတဲ့အိမ်နေတိုက်တီကိုစစ်တမ်းနဲ့စီမံခန့်ဖြစည်းခဲ့ပြီးတော့အော်တိုဘားလ16ရက်နေ့မှာလည်းအောင်မီသာသံမြို့နယ်ရနေအိမ်တွေကိုကျူးကျော်မှုဆိုတာစစ်တမ်းနဲ့စီမံခန့်ဖြစည်းခဲ့ကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်လက်နှက်ပြီးတော့ပါမယ်ခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ကယားကချင်နယ်ရခိုင်ဒေသတွေမှာထိုးစစ်ဆင်နေတဲ့စစ်ကောင်မရှင်ဟာစစ်တပ်အင်အားများပြားကိုအဲ့ဒီဒေသတွေမှာဆဲလွတ်ထားတယ်လို့သိရပါတယ်။ဒီသွေးစေယုံညုတ်တီရှိရာနေပြည်တော်ကိုတော်လန်ရေးတပ်များကအလဲဝင်ရောက်တိုက်ခိုက်မှာကိုစစ်လုပ်ပြီးများဆိုရင်လည်းရှိ ှိနေပါတယ်စစ်တပ် lobby တူဖြစ်တဲ့အောင်စရာသူ့ရဲ့ Telegram channel မှာနေပြည်တော်လွန်ကျော်ရေးထူးမြင့်တင်ဖို့လိုအပ်နေပါတယ်နေပြည်တော်ရဲ့မိုင်းတရားပတ်လည်အတွင်းမှာ PDF တွေမရှိသေးဘူးအထူးစီမံချက်တွေချပြီးဆောင်ရွက်တဲ့နယ်လို့ရေးသားထားပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ကဒေါ်လာပူပေါင်းတက်တွေဟာ drone တွေသုံးပြုပြီးနေပြည်တော်မှာရှိတဲ့ AILA တက်ကို drone နဲ့တက်ခိုက်ခဲ့တဲ့အပြင်2024ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကလည်း MICC2 ခန်းမကို drone နဲ့ပုံညတက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်လွန်ကျော်ရေးထူးတင်ချက်ထားတဲ့နေပြည်တော်မှာမကြာခဏ drone နဲ့တက်ခိုက်ခံရမှုကြောင့်စစ်ကောင်မရှင်ဟာစစ်ရင်ရအများပြားတိုးချဲ့ပြီးနေပြည်တော်မျိုးတွေကိုဒေါ်လာ တက်တွေဝင်ရောက်လာမှာကိုကာကွယ်ဖို့ပုံမလွှတ်ဆောင်လာကြောင်သိရှိရပါတယ်။စီရီလေးလာသူတို့ကဒီကောင်လေးစိတ်ရင်အတော်နဲ့နေလို့အခုလိုအော်ဟစ်နေတာဖြစ်မယ်။တပီတုံးကိုထိုးစစ်ပြန်လုံးနေတော့နောက်မှခေါရုံဖြစ်နေပုံရတယ်။နေပြီးတော့ဗိုလ်ထဏာချုပ်ဆိုတော့အဲ့ဒါကြာသွားရင်စစ်တပ်တစ်ခုလုံးပြိုမာလို့သူကသုံးသပ်ထားပါတယ်။ MPA ရဲ့စုံစမ်းသိရှိရတဲ့ချက်လက်တွေကစစ်ကွန်မရှင်ဟာနေပြီးတော့ကာကွယ်နိုင်ဖို့အတွက်တက်ခိုက်ရေးတပ်ဖွဲ့အင်အား14000ကိုဖြန့်ကျက်ထားတဲ့အပြင်ဝေဒန်းအရာနီးမှလည်းလုံခြုံရေးတင်းကျပ်ထားကြောင်သိရှိရပါတယ်။ရန်ကုန်ကနေနေပြီးတော့ကြာခဏသွားလာလေရှိတဲ့လုံငန်းရှင်တအူကတော့ နေပြီးတော့ပုံမှန်ဝထက်သွားလာနေတဲ့သူတွေကတော့ဂိတ်တွေမှာစစ်ဆေးတာနေပါတယ်။လူစိမ်းဆိုရင်တော့တေချာကိုစစ်တာပါ။တမျိုးလုံးမှာလည်းစစ်သားတွေအပြည့်ပါပဲ။အဓိကမျိုးဝင်ထွက်နေဌာနထိုင်ရာရုံးတွေမှာလုံညွှင်းပုံများပါတယ်။စေယုံကျုပ်လမ်းပိုင်းကတော့တာမန်လူသွားရင်တော့ပြစ်ခံရဖို့လွယ်တဲ့မြင်ဝင်ဖြစ်ပါတယ်။ ကားလမကြီးကလည်းတင်းတို့တခေါ်ကြီးလို့သူကပြောပါတယ်။ဒါပြင်ဆေးအုပ်ချုပ်အနီကိုတော်လိုက်တစ်ဖက်ဝင်နေမလာနိုင်အောင်ကြိုတင်ကပွဲတဲ့အနေနဲ့စစ်ကောမရှင်ကအဲ့ဒီနေရာနီးမှာရှိတဲ့ကြီးဝချိုရဲ့နေအိမ်ကိုဖယ်ရှားရှင်းလင်းမှုများပြုလုပ်ထားကြောင်းသိရပါတယ်။ရင်းပြင်လေကြောင်းရံကားကွယ်ရေးစနစ်၊ဂျမ်မာနဲ့နီးပညာဆိုင်ရာပစ္စည်းတွေကိုပုံမှန်တိုးချဲ့ထားတဲ့အပြင်ဒရုန်းစောက်ကြီးဖွဲ့တွေကိုလည်း24နာရီစောင့်ကြည့်ဖို့ညွှန်ကြားထားကြောင်းဒီပင်သတင်းရင်းမြစ်ရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။ဆက်လက်ပြီးအစိုးရဝန်ထမ်းအိမ်ယာလွတ်တော်တမရာယုံနဲ့အရာရှိအိမ်ယာများကိုပြင်ပရင်များဝန်ထောက်ခွင့်တွေကိုတင်းကျပ်စွာစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိကြောင်းသိရပါတယ်ခိုးပင်မြို့တွင်းချက်ချကြရတဲ့နေရာတွေလမ်းစုံလမ်းကွားတွေနဲ့ဝင်ပေါက်ထပ်ပေါက်တွေမှာဘန်ကာတွေယာယီတဲတချာကလက်နက်ပြည်စုံနဲ့စစ်သားများကစောင့်ကြနေကြောင်းလည်းသိရပါတယ်ဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရုပ်ရှင်ကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့တဲ့ post တွေမှာအသေးတော်ပေးမိခဲ့တဲ့ဒါရိုက်တာနှစ်ဦးဖန်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖန်စီခံရတဲ့သူတွေကတော့ရွှေရှင်ဒရိုက်တာဇမူထွန်းသက်လွယ်နဲ့ရွှေရှင်ဒရိုက်တာအောက်ချမ်းလူလိုဖြစ်ပါတယ်ဒရိုက်တာဇမူထွန်းသက်လွယ်နဲ့ဒရိုက်တာအောက်ချမ်းလူလိုနှစ်ဦးအော်တိုဘားလ29ရက်နေ့မှာအာနာသိန်းအုပ်စုကနေအိမ်နေမှာတွားရောက်ဖန်စီခဲ့တာဖြစ်ပါတယ်သူတို့ဖန်စီမိခဲ့တဲ့အချိန်ကတော့အော်တိုဘားလ31ရက်နေ့ညပိုင်းမှာဖြစ်ပါတယ်စီအိုစုရဲ့သတင်းထုတ်ပြန်ကြရာခေတ်သစ်မီဒီယာနဲ့လူပုဂ္ဂိုလ်တွေကယူကော့ဝေဝါဒခံရွှေရှင်နဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်မှာတင်တဲ့ post တွေမှာအသေးသေးပေးတာကိုယူကော့ဝေကော့ဝေဥပဒေနဲ့ဖန်စီခဲ့တာဖြစ်ကြောင်းခေါ်ပြထားပါတယ်ဒရိုက်တာဇမူထွန်းသက်လွယ်ဟာခေတ်သစ်မီဒီယာနဲ့ဒရိုက်တာကိုပေါ့ရဲ့ post off မှာအသေးသေးပေးခဲ့ ယ်လို့ဖန်ခံရတာဖြစ်တယ်လို့သိရပါတယ်ဒရိုက်တာအောင်ချမ်းလူကတော့အစိုးရရန်ချမ်းရဲ့ post အောက်မှာအသေးတော့ပေးမိတာနဲ့ post တစ်ခုတင်ခဲ့လို့ဖန်ခံရတာဖြစ်ကြောင်းတပုတ်လေးနဲ့တကွာသတင်းထုတ်ပြန်ထားပါတယ်2021ခုနှစ်ကတင်ထားတဲ့ post ဖြစ်နေတာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကလည်းအစိုးရဝါရပြန်ဇလန်ကိုဝေဖန်နေဆိုပြီးဒရိုက်တာ mighty ဇဘုတ်တေးဥဆောင်ဂျုံဝင်းထွန်းနဲ့ဟာသာတေးဥဆောင် online တို့ကိုစီအိုစုကဖန်ဆီးထားပါတယ်အဲဒါကြောင့်စီအိုစုရဲ့ဝါရပြန်ကြီးခေတ်သက်တမိုင်းကိုဒုံဆိုင်မဲ့သူငယ်ရုပ်ရှင်နဲ့ပတ်သက်ပြီးရုပ်ရှင် driver 3ဦးနဲ့တေးဥဆောင်2ဦးစုစုပေါင်းလူပညာရှင်5ဦးဖန်ဆီးထားရပါတယ်ဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ပုဒ် ကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာ။ မကွေးတိုင်းစောမြို့မှာ73နှစ်ရွယ်မိကလေးငယ်ကိုအရမပြုခြင်းတပ်ဖြတ်မှုကျူးလွန်ခဲ့သူမင်းမင်းဆိုးကိုထိရောက်တဲ့ရည်ရွယ်မှုပြုလုပ်နိုင်ရေးအတွက်မှုစစ်လုပ်ငန်းတွေဆောင်ရွက်နေပြီးသူစောမြို့နယ်ပြည်သူ့အချို့ရေးခွဲအတိပေးလာပါတယ်။တရှိမှာကျူးလွန်သူမင်းမင်းဆိုးကို UNGB တဲ့ရဲတဲ့လူဝင်မှုကြီးကြပ်ရေးဌာနရဲချုပ်ဘုရန်ဦးဆောင်ပြီးအမှုစစ်လုပ်ငန်းတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်။အမှုစစ်ဆေးဗီယာနဲ့အမှုရဲတင်ရေးတရားရုံးထုတ်စစ်ဆေးရေးထိရောက်တဲ့ရည်ရွယ်မှုပြုလုပ်ရေးတို့အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့တကြက်မမတ်ဆောင်ရွက်နေတယ်လို့အနေနဲ့အော်တိုဘားလ30ရက်နေ့ညပိုင်းမှာပြည်သူအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။စောမြို့နယ်ရတနာသီရိရက်ကွက်မှာနေထိုင်တဲ့မိန်းကလေးငယ်ကို22နှစ် ရွယ်မေမေဆိုးဆိုသူကအော်တိုဘားလ22ရက်နေ့မှာအိမ်အားနေတာခေါ်သွားကမရင်းချင်းတပြက်ခဲ့တာဖြစ်ပါတယ်။မိန်းကလေးငယ်ရဲ့အလောင်းကိုအော်တိုဘားလ25ရက်နေ့မှာမှာပြည်သူ့စေယုံဝင်တွင်အခန်းတစ်ခုတွင်မှာပုတ်ပွားနေတဲ့အနေအထားနဲ့ရှာဖို့တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကျွလွန်သူကိုပြည်သူတွေရှိမှရင်တည်တံပေးဖို့ဆိုပြီးဒေသခံတွေကအော်တိုဘားလ26ရက်နေ့မှာဌာနပြတောက်ဆိုခဲ့ကြပါတယ်။ကျွလွန်သူဟာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီပေါ်မှာတည်ပြုနိုင်ဖို့အတွက်အစိုးမျိုးနယ်ပြည်သူ့ထုတ်ရေးအဖွဲ့ကိုသတင်းမီဒီယာများဆက်သွယ်မိပြန်ထားတဲ့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကောင်းတဲ့နေ့လေးဖြစ်ပါသည်ခင်ဗျာ။အားလုံးကျေးဇူးတင် det innmari mye.